တငယ်ချင်းမရှိတဲ့ကလေးတခါတော့ကခြေရွာကလေးတစ်ခုမှာတူတူကစားဖို့တငယ်ချင်းမိတ်ဆွေမရှိရတဲ့အောင်ငိမ့်သူဆိုတဲ့ခုနှစ်နှစ်သားအရွယ်ကလေးလေးတယောက်ရှိပါတယ်သူဟာများသောအားဖြင့်တယောက်တည်းနေတတ်ပြီးတော့အော်လီလို့ခေါ်တဲ့ရနဖုံးတက်ထားတဲ့အယုတ်ကလေးနဲ့သာနေတိုင်းစကားပြောလို့ရှိပါတယ်။ညမှာခြေရွာမှာရှိတဲ့အကြောင်းကဆီယာမတယောက်ဟာ ကလေးနှစ်ယောက်စကားပြောနေတန်းကြားလိုက်ရပါတယ်။အတန်းလာရကိုတွားကြည့်လိုက်တဲ့အခါမှာအောင်ရင်းသူနဲ့အော်လီဆိုတဲ့အယုတ်ကလေးတို့ကကျောင်းမှာရှိတဲ့အောင်ရင်းသူရဲ့အိတ်ခန်းလေးထဲမှာစကားပြောနေတာကိုရင်လိုက်ရပါတယ်။ထူးခြားချက်တစ်ခုကအော်လီရဲ့လက်ဖွားတွေဟာမောင်ရင်းသူရဲ့မွေးရပါချိုရင်းချက်အတိုင်းလက်သုံးချောင်းသာပါတာတူတူပဲဖြစ်နေပါတယ်။ ဒီလိုနဲ့ဆီယာမားကအခန်းထဲကိုဝင်သွားပြီးမေးတဲ့အခါမှာအော်လီကအယုတ်တယုတ်တိုင်းမလုံးမရှက်ပြန်ငြိမ်သက်သွားပြီးတော့အောင်ငင်းသူက ပြောပါတယ်။အော်လီကသားရဲ့အရင်ဘဝကတငယ်ချင်းလေးလို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲဆီယာမဟာမောင်ငင်းသူကိုပြန်အိပ်ဖို့ပြောခဲ့ပြီးတော့ခန့်တဲကနေပြန်ထွက်သွားခဲ့ပါတယ် ။နောက်နေ့မနက်ဆီယမကကျောင်းရဲ့အူဟောင်းနေတဲ့မှတ်တမ်းတပုံဟောင်းတွေကိုပြန်ပြီးတော့ရှာကြည့်နေခဲ့ပါတယ်။မှတ်တမ်းတပုံတွေထဲမှာအူဟောင်းနေပြီဖြစ်တဲ့လက်သုံးချောင်းသာပါတဲ့ကလေးနှစ်ယောက်ကိုတူတူတွဲရိုက်ထားတဲ့တပုံတပုံကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့မိုးလင်းတဲ့အခါမောင်ငိမ့်သူဟာအဲ့ရထဲမှာအော်လီနဲ့လက်ချင်းချက်ပြီးအိပ်ပျော်နေတာကိုဆီယမတွေ့လိုက်ရပါတယ်။ ဲဒီခါမှာဆီယာမကအော်လီလို့ခေါ်တဲ့ရုပ်ကလေးကို ကောက်ယူလိုက်တဲ့အခါမှာအော်လီလေးဟာအတော်တဆပြုတ်ချပြီးတော့ကွဲသွားခဲ့ပါတယ်။ကွဲသွားတဲ့ရုပ်ကလေးကိုတေချာကြည့်လိုက်တဲ့အခါမှာရုပ်သေးရုပ်ကလေးရဲ့ပြင်ပတ်မှာချောက်သွေးပျက်စီးနေတဲ့ကလေးယူစုလေးတွေကို တွေ့လိုက်ရပါတယ်။အရုံနေအောင်ဒီဒီချိန်တော့အတူတူကြီးပြင်းရမယ်နော်တကယ်ချင်း